မြတ်စွာဘုရားဗာမင်းရှင်ရုံဆိုအေးတဲ့အမင်းတို့အချုပ်ပြောလိုက်မယ်ရဟန်းတန်ခါတွေကိုသင်တို့ကအချုပ်တစ်ခုပြောလိုက်မယ်ဟာတစ်ခုအရေးကြီးတာပြောမယ်ဟန္တဓာနိဘိခွေအမန္တရာမိဝမင်းတို့ကိုပွန့်ပွန့်လင်းလင်းပဲပြောလိုက်မယ်မာတို့ဝရဓမ္မသင်္ခါရသင်္ခါရတရားဆိုဘယ်တော့မှမမြဲဘူးအားလုံးက ချိန်တန်ရင်ပျက်စီးသွားမှာဖြစ်တယ်ဆိုတာကိုမမေ့ကြဘူး။လောကလူတွေကเนาะသာဝရလို့ထင်ပြီးတော့မိမိလျော့လျော့နေတတ်ကြတာကိုဒါကြောင့်မို့မြတ်စွာဘုရားကဝရဓမ္မသင်္ခါရကံစိတ်ဥတုအာရလို့ဆိုတဲ့အကြောင်းလေးပါးနဲ့ပေါင်းစပ်ထားတယ်။တခြားအကြောင်းတွေဟိတုပစ္စည်းအာရမဏပစ္စည်းစတဲ့အကြောင်းတရားတွေနဲ့ပေါင်းစပ်ပြုပြင်ထားတဲ့သင်္ခါရတရားမှန်တယ်ဗျာ။ဝရဓမ္မ ယူရင်ပျက်စီးသွားမဲ့သဘောတွေကြီးပဲသဘောရှိတဲ့တရားတွေကြီးပဲဖြစ်တယ်။အဲ့တော့ဒီလိုမခံမြဲတဲ့တရားတွေပေါ်မှာတတိထာဟုအပမဒိနာတမ္ပဒိထာကိုလုံးတဲ့လုံးတိုက်တဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုယ့်ဘာကိုတတိထားပြီးတော့ကြင်ကြံကြိုးကုန်အားထုတ်ကြရမှာဖြစ်တယ်လို့ရသော်ဗျာကအရေးကြီးတဲ့မိန့်ကြားချက်ကိုဝေဒာလီမဟာဝဏတော်ဥတ္တေက ဒီကုဒါကရတာလာအကြောင်းဥပဋ္ဌာနတာလာစီဝေခမ်းမကြီးတဲ့မှာရဟန်းတော်တွေကိုဆုံးမအောင်လာပေးခဲ့တာသာသနာတော်အတွက်မြေမြအရေးကြီးတယ်ဆိုတာအားလုံးတရားချေခင်သူတော်ကိုစင်ပြိတ္တပေါင်းလို့ပြီးရှိနားလည်နိုင်ကြပါတယ်ရသော်ဘုရားရဲ့အရေးကြီးဆုံးသာသနာလို့ခေါ်ဆိုရတဲ့တရားဟာခုပြောရတဲ့တတိပဒံ၄ပါးသဗ္ဗပဒံ၄ပါးအဋ္ဌိပဒံ၄ပါး ဣန္ဒြေ၅ပါးပူ၅ပါးဘုဇင်ခုနှစ်ပါးမဂ္ဂင်၈ပါးသာနေဖြစ်တယ်။အဲ့ဒီတရားတွေကိုယ်တဏ္ဍာမှာပျောက်ကွယ်နေပြီဆိုရင်ကိုယ့်အတွက်သာသနာကွယ်နေတယ်လို့ပဲယူဆ။အဲ့ဒီတရားတွေကိုယ်တဏ္ဍာမှာထိုက်တဲ့တော်ရှိနေထိုက်တဲ့တော်သာသနာတည်တယ်လို့ယူဆ။အပြည့်ဝတည်ပြီဆိုမှကိုယ်တဏ္ဍာမှာအပြည့်ဝတည်တယ်။ဒါကြောင့်မို့ရသော်ဗျာဒီတရားတွေကိုလေးနဲ့ထားပြီးတော့ အပမဒေနသမ္ပါဒေတမမေ့မလျော်သောတတိဖြင့်ဒီတရားတွေကိုယ်ကနာမှာဖြစ်အောင်ကြိုးစားရကြကြိုးစားကြရတယ်ဒီလိုမှာကြတော့မှာဖြစ်ပါလေတရားချစ်ခင်ပြုတော်ရှင်ပြိတ္တအပေါင်းတို့မြတ်စွာဘုရားအရေးကြီးဆုံးဖြစ်တဲ့ဒီစကားကိုမင်ကြားပြီးတော့ဒီကုလုံမှာကြတာကိုမှတ်တတိယတို့ကိုလည်းပဲဒီတိုင်းမှာကြတယ်လို့စိတ်ထဲမှာခံစားနားလည်ပြီးရသော်ဗျာရဲ့အဆုံးအမလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း